ီဘုံခိုကျင်းကတော့ပုံမှန်တိုက်ခန်းဒီမှာပါတဲ့ဘုံခိုကျင်းနဲ့မတူပါဘူးပုံမှန်တိုက်ခန်းဒီမှာဆိုရင်အဆောက်အဦရဲ့အောက်ဖက်မြေအောက်လွှာမှာပုံမှန်တိဆောက်ထားလိရှိပါတယ်ဒါပေမဲ့ဒီဘုံခိုကျင်းကတော့လမ်းမကြီးရဲ့နဘေးတစ်ဖက်စီမှာတိဆောက်ထားတာပါခန်းကြီးနှခမ်းလောက်ရှိ ပြီးတော့လူတွေကခုနကအလံပေးတန်ကြောင့်ဒီကိုတပြည့်ပြည့်နဲ့ဆင်းလာနေကြတာပါ။ အခုလောလောဆယ်မြင်တွေ့နေရတဲ့လူတွေဆိုရင်နိုင်ငံခြားသားလုပ်သမားတွေပါ အများစုကတော့အာဖရိကဘက်ကနဲ့အာရှဘက်ကတွေပါ ကလေးတွေလည်းပါတယ်လို့တက်ကြီးတွေဦးတွေလည်းပါပါတယ်ဒါကတော့ဒီအပေါ်ပြန်ပြီးတော့တက်တဲ့လမ်း၄ဖက်ရှိပါတယ်အပေါ်မှာဆိုရင်ကာလမကြီးရှိပါတယ်ဟိုဖက်မှာဆိုရင် နောက်သက်ဒီလိုအခန်းကြီးတခန်းရှိပါတယ်အဲမှာလည်းလူတွေတပြည်းပြည်းနဲ့ဆင်းလာနေကြပါတယ် အခုလောလောဆယ်တော့အပေါ်မှာဘာဖြစ်နေတာလဲဆိုတာတော့ဘယ်သူမှမသိသေးပါဘူးဘာဖြစ်လို့လုံးဆိုတော့ဒီအောက်မှာဒီ line တွေလည်းမရတလို့အပေါ်ကအတန်ကိုလည်းလုံးဝမကြားရသေးတော့အပေါ်မှာမြစ်ဆိုင်တုံးတွေပောက်ကွဲပြီလားဒုံးတွေပောက်ကွဲနေပြီလားဆိုတာကိုဘယ်သူမှမသိသေးတော့ဒီအောက်မှာပဲလာပြီးတော့စုနေကြတာပါ